ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာမြန်မာမျိုးသမီးတဦးရဲ့လယ်ဘင်းကိုဓာတ်နဲ့လှိဖြတ်ခဲ့တဲ့ထိုင်းနိုင်ငံသားမျိုးသားကိုဖမ်းဆီးမိပြီလို့ထိုင်းသတင်းဌာနတွေကဖော်ပြကြပါတယ်။သူဟာကျူးလွန်ကြောင်ဝန်ခံတယ်လို့တပ်ခရံရဲတပ်ဖွဲ့ကအော်တိုဘာလ28ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။အဲဒီဖြစ်စဉ်ဟာထိုင်းနိုင်ငံမဲဆောက်မြို့မြို့နယ်ရုံးမှာအော်တိုဘာ29ရက်မနက်ပိုင်းကဖြစ်ပွားခဲ့တာပါ။တပ်စင်ကန်းတစ်ခုမှာအသက်22နှစ်အရွယ်မြန်မာနိုင်ငံသားမျိုးသမီးကို အသက်28နှစ်အရွယ်ထိုင်းနိုင်ငံသားကအာရမပြုခြင်းမှုစူးစမ်းခဲ့ရာကနေအမျိုးသမီးကသဘောမတူခဲ့တာကြောင့်အသည့်ယူဆောင်လာတဲ့ဓာတ်နဲ့လေဘင်းကိုလှီးဖြက်ကာထွက်ပြေးခဲ့တာပါကျူးလွန်သူကိုထိုင်းရဲတပ်ဖွဲ့ကမနေ့ည7နာရီခွဲမှာ ATM ဆက်အနီးဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒီကနေ့မနက်7နာရီခွဲမှာမြန်မာမျိုးသမီးကိုတတ်ခဲ့တဲ့နေရာအားပြန်လည်တရုတ်ပြသစီခဲ့ပြီးမရင်းချင်းမှုရွေချမ်းနဲ့ကျူးလွန်ခဲ့တာလို့ဝန်ခံခဲ့ပါတယ်။ ကျူးလွန်သူဟာ2019ခုနှစ်ကလည်းအာဓမပြုခြင်းမှုနဲ့ပြစ်ဒဏ်ကြားခံခဲ့ပြီးယခုနှစ်ဩဂုတ်လ29ရက်နေ့ကထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ဒေတာရင်းထိုင်းသတင်းရဲ့ဖော်ပြချက်အရသိရပါတယ်။လက်ရှိမှာနှစ်နာသူမျိုးသမီးဟာမဲဆောက်စေယုံကြီးမှာဆေးကုသမှုခံယူနေရတာပါ။အဲ့ဒီထိုင်းမျိုးသားကိုလူသက်ဖို့ကြံစီမှုနဲ့ အများပြည်သူမျိုးရွာတို့မဟုတ်လမ်းတွေပေါ်မှာခွင့်ပြုချက်မရှိလက်နက်သေးဆောင်မှုတို့နဲ့အမှုဖွင့်ရေးယူထားတယ်လို့တက်ခရိုင်ထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ Burma Independent Voice